အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ပါလို့ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျဒီကနေ့မှာတော့လေဆက်ဆန်းသူတို့ သိမ့်ထားတဲ့လိမ့်ဆက်ဆံမှုမှာဘလို့စိတ်တန်လာပဲဘလို့အတော်ထိတ်ရောက်ကောင်းစံတော့ပြင်းပြောက်တာလေလက်ချင်လုံခံတဲ့နေမိတ်ကလေးများဖောင်းလို့ရမယ်ဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးကြပါရစေအရေအကြောင်းမပြောခင်အမျိုးသမီးများအထူးသိမ့်ထားတဲ့အမျိုးသမီးတွေအယူပွားရောကအကြောင်းအရင်ပြောပြခြင်းပါရစေအရာပေမှာလိန်ကိစ္စအစာပြုခြင်းနဲ့ ရင်ကြသွားခြင်းအကြောင်းကိုသင်ဆက်ပေးမှာမို့အဆုံးထိကြည့်ပေးကြပါလို့အမျိုးသမီးနဲ့အယိုးပေါ်ရောကအယိုးတွေကသက်ရှိဆဲရီဖြစ်ပြီးအယိုးဆဲအသက်ဖြစ်ပေါ်တဲ့ပြက်စီးခြင်းဖြစ်စဉ်တွေကိုညီမြောင်ပြုလုပ်ပေးခြင်းနဲ့အယိုးသူတွေကိုပုံမှန်အနေထားထိမ့်ပေးထားတာပါအယိုးဆဲအသက်ဖြစ်ပေါ်ခြင်းထက်ပြက်စီးခြင်းကများလာပြီဆိုရင်တော့ အယောပါခြင်းအယောပွားခြင်းတွေဖြစ်ပေါ်လာမှာပါအယောပေါင်းအယောပွားခြင်းဟာအသက်အရွယ်ကြီးလာတဲ့သူတိုင်းမှာဖြစ်လျက်ရှိတဲ့ပြဿနာဆိုပေမဲ့အမျိုးသမီးတွေမှာပို့အဖြစ်များပါတယ်။ဘာကြောင့်အမျိုးသမီးတွေမှာပို့အဖြစ်များတာလဲဆိုတာကိုဆက်ပြောပြပါမယ်။အမျိုးသမီးတွေက အသက်50ကျော်လာပြီဆိုသူ í ဆုံးတဲ့ကာလရှောင်းလာပြီလို့ပြောလို့ရပါတယ်။ ဒေတာဆိုပြီးတွေးဆောင်တဲ့အမျိုးသမီးတွေတော့ရှိတတ်ပါတယ်။တွေးဆောင်ခြင်းရောက်ပြီးဆိုရင်တောက်အင်ကလည်းပုံမှန်ထုတ်ပေးနေကြ။အစ်စထရိုဂျင်ဟော်မုန်းလည်းမထုတ်ပေးနိုင်တော့ပါဘူး။အစ်စထရိုဂျင်ရဲ့လုပ်ငန်းတွေထဲမှာအယူဆဲအသက်ထုတ်လုပ်ပေးတာလည်းပါဝင်တော့မို့။အစ်စထရိုဂျင်မထုတ်နိုင်တော့ရင်အယူဆဲအသက်ထုတ်လုပ်နိုင်တော့ကလည်းရောကြသွားမှာပါ။ဒါဆိုရင် အယူဆိုင်အသည့်ဖြစ်ပေါ်နောက်တက်ပြည့်စည်နှုံကပုံများလာပြီးအယူကစတင်ပါလာပါတယ်။ဒါကိုစောစောသတိမထားနိုင်မှုဆိုရင်တော့တက်ဖြည်းဖြည်းနဲ့ပါးရခါနဲ့ပွာလာပြီးအယူတွေကစွဆန်လာပြီးကျိုးလွယ်လာတာတွေဖြစ်လာပါမယ်။အယူပေါင်းအယူပွာတဲ့ပြဿနာကအယူကျူမာတာတည်ရောင်းလေရှိပြီးထူထူခြားခြားလက္ခဏာပြားလေမရှိတာကြောင့် ကိုကအသက်50ကျော်လာပြီဆိုရင်ကိုအယုတ္တမ ాయి စစ်စေးသိမိဆိုတော့တရေဖြူရပါမယ်အယုတ္တမ ాయి အတွက်ထရီလုံးလို့ရပါမယ်ခရစီယံပြေဝရဲအစာစာရီစာပေါင်းချီစတိန်ချင်းနွားတို့စာရဲနှုတ်နဲ့နှုတ်ထွက်ပစ္စည်းများပန်ကော်ပီစိတ်ကိုက်လန်ကဲ့သို့အစိုင်းရင်ရောက်ဟင်းသိဟရွယ်များအယုဘာဝစာလို့ရတဲ့ငါတသိလေးတွေ ယ်မျိုးမျိုးအတိဖြော်ရေးစရက်အစာအစာမျိုးဗီတာမင် D ဗီတာမင် D ကတော့ပုံမှန်အဖြစ် နေရောင်နဲ့ထိတွေ့တဲ့အခါလူအရေးပြကလည်းထုတ်ပေးနိုင်တဲ့ဆိုပေမဲ့အသက်အရွယ်ကြီးရတော့သူနေရောင်နဲ့ထိတွေ့မှုနေတဲ့သူတွေမှာတော့ဗီတာမင် D ကို ဖြည့်စွက်စေဖြင့်တောက်သုံးသင့်ပါတယ်ဒါပေမဲ့ဗီတာမင် D ကအလုံးအကျော်တာဝင်တဲ့ သောက်ခက်ထိခိုက်နိုင်တာမို့ပုံမှန်တော့တည်တည်ကြကြောင့်တောက်ရပါမယ်ပုံမှန်အဖြစ်တနေ့ကိုရှိရအာယုလောက်ထိလိုအပ်တာဖြစ်ပြီးအများဆုံးတနေ့ကို2000အာယုပမာဏထိသောသောက်သုံးသင်ပါရင်ဒေတာပေါ်ပြီးမတတော်မှုတော့အထူးခရုပြုရပါမယ်ကိုလန့်လှရှောင်းအာကစားအယိုးပေါအယိုးပေါ်ရောကားကအသက်ကြီးလာတာနဲ့မြောက် လိုရာဖြစ်တတ်ပြီးရှောင်လွှဲလို့မရတာဖြစ်ပါတယ်။အယုန်နဲ့ကြွတာတွေတန်မာစေဖို့ပေါပေါပါပါရှိတဲ့ကိုလက်လေးချင်ကန်တွေကိုနေစင်လုပ်ပေးလို့ရပါတယ်။တကယ်ကြောင့်ကိုသိပေးပြီဆိုရင်ကိုကိုကိုဒါမှမဟုတ်ကိုမိပါရရဲ့အယုန်ကျမရေကို ပို့လို့ပြူဆိုင်နိုင်မယ်ထင်ပါတယ်။အားလုံးပဲကျမသာပါစေနော်။ဆက်လက်ပြီးတော့လိမ့်ဆန်းဆန်းမှုမှာဘလို့စိတ်ထန်လာပြီး ဘလို့တို့ထေရောက်ကစာနာပြီးမြောက်တာလေနှစ်ချင်းလိုခန့်ချင်းနေမိကလေးများပါလို့ရမလို့ဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးချင်ပါသေး။လူတဲဦးကမိမိကိုကိုအာသာဖြစ်သေးပါဝဲလိမ့်မိုင်းဆိုင်ရာလိုကြလာပြီးလိမ့်မိုင်းဆိုင်ရာလှုပ်ဆုံမှုတွေမှာပါဝင်လာခြင်းစားတဲ့ကိုနေစိတ်ပြောင်းလဲမှုတွေကိုလိမ့်မိုင်းဆိုင်ရာတုံ့ပြန်မှုဆောင်းဝန်းလို့ခေါ်ပါတယ်။ဆောင်းဝန်းတန်ဆောင်မိမိတို့ရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုတွေကို ိတ်ရှိထားခြင်းဟာစစ်မှုရေးရာကိုတိုးတက်စေပြီးမြေသေးလိမ်မိုင်းဆိုင်ရာပြဿနာကိုမဆုံးမိမောင်ထူပြနိုင်ပါတယ်။ဒါဆိုရင်တော့ပထမဆုံးအနေနဲ့လိမ်မိုင်းဆိုင်ရာတုံ့ပြန်မှုစောင့်အစီအစဉ်ကိုလေ့လာကြည့်အောင်ရှင်။လိမ်မိုင်းဆိုင်ရာတုံ့ပြန်မှုစောင့်မှာစိတ်လုံရှားမှုညင်ညောင်းတရားမှုအထောထိန်နဲ့ပြန်လည်ညင်ကြမှုဆိုပြီးအစဉ်နေဆင်းရှိပါတယ်။ကြုံတွေ့ရတဲ့ခြေခွာချနိုင်ပေမယ့်အမျိုးသားရောအမျိုးသမီးပေါင်း တည်ရစင်တွေကိုခန်းစားချရပါတယ်။ဥပမာလိန်ဆန်ဆန်မနှောင်းစလုံးတပြိုင်တည်းအထုထဲရောက်ခြင်းမျိုးကတော့အလွန်နေပါပါတယ်။ဒါဆိုရင်တဆင့်ကျင်နေလာကြည့်အောင်။စိတ်လုံရှားမှုအစဉ်ကိုအရင်ကြည့်မယ်နော်။စိတ်လုံရှားမှုအစဉ်ရဲ့လက္ခဏာတွေရောမိနစ်အနည်းငယ်မှာနိုင်များစွာကြာနိုင်ပါတယ်။စိတ်လုံရှားမှုအစဉ်မှာဘာတွေဖြစ်လာနိုင်သလဲဆိုတော့ ကြော်သားများဒဲမာလာမိန်နှလုံးခုန်တုံနဲ့အသက်ရှူနှုန်းများမြန်လာမိန်အရေပြားနေရလာမိန်ရှက်သွေးဖြာတာပေါ်ရှင်နှုတ်သေးကောင်းများမာလာမိန်ထောင်လာမိန်လေရင်ကောင်းများစီကိုသွေးစီစင်မှုများလာတာကြောင့်ကျမတို့အမျိုးသမီးတွေရဲ့လေရင်ကနေရှင်တို့အမျိုးသားတွေရဲ့လိန်တန်ပါပြီးထောင်မလာမိန်ကျမတို့ရဲ့မိမကူကနေအရေတွေချောစီတွေထွက်လာမိန် ကျမတို့ရဲ့ရှင်တော့ဖောင်းလာပေးမိမကိုနေရမြောင်းဖောင်းလာမယ်ရှင်တို့အမျိုးသားများကတော့ဝိစီမြောင်းဖောင်းလာပေးကပ်ပေတင်လာကောင်းသောစီထွက်လာမယ်ဒါတွေကတော့စိတ်လှုပ်ရှားမှုအစဲမှဖြစ်လာတဲ့အရာတွေပါရှင်နောက်တစ်ခါညံ့ညောင်းတာယာမှုအစဲပေါ်ရှင်ဒီအစဲကကြာတတ်ပါတယ်ညံ့ညောင်းတာယာမှုအစဲရဲ့လက္ခဏာတွေဟာအထုတ်တယ်မရမခြင်းကို ကြာတက်ပါတယ်။ဘာတွေဖြစ်လာသလဲဆိုတော့စိတ်လှုပ်ရှားမှုအစင်းမှာဖြစ်တတ်တဲ့လက္ခဏာတွေပုံမှုပြင်ထန်လာခြင်းဘာတွေပုံမှုပြင်ထန်လာမှလဲဆိုတော့ကြွက်သားများတင်းမာမှုတွေနှလုံးခုန်လုံးနဲ့အသက်ရှူနှုန်းများမျက်နှာတွေပုံမြင်လာမယ်။အရေးပြားနေရလာမယ်။ရှက်သွေးဖြာတာပေါ်ရှင်။လူသေးကောင်းများပုံမှန်လာမယ်။ပူထောင်လာမယ်။လေရင်ကများစီကို သွေးစီစင်မှုများလာတာကြောင့်သမားတို့အမျိုးသမီးတွေရဲ့လိင်ရင်ကနေရှင်တို့အမျိုးသားတွေမှာလိင်တန်မှာပြီးထောင်မှန်လာမယ်။သမားတို့ရဲ့မိမခိုးကနေအရေတွေချောစီတွေထွက်လာမယ်ပုံထွက်လာမယ်။သမားတို့ရဲ့ရှင်သားဖောင်းလာပြီးမိမခိုးနေရမြောင်းဖောင်းလာမယ်ပူဖောင်းလာမယ်။ရှင်တို့အမျိုးသားတွေကတော့ဝိစီမြောင်းဖောင်းလာပြီးကပ်ပေကျင်းလာကား ချောစီထွက်လာမယ်။ဒါရိပုံပြင်းထန်လာမယ်။ဒါအပြင်သွေးစီစဲမှုများလာတာကြောင့်ကျမတို့ရဲ့မိမကိုနယံဖောင်းလာကောင်ခရရင်ရံပြောင်းလာမယ်။ကျမတို့အမျိုးသမီးတွေမှာမိမကိုဟာဆက်ဆက်ထိမခံဖြစ်တတ်ပြီးရှင်နွေလိမ့်တဲ့တဲ့တိုက်ရိုက်ထိတွေ့လို့ဆုံးမှုကိုရှောင်ရှားဖို့ကြုံနေတတ်ပါတယ်။ရှင်နွေဝေစေတွေကကပ်ပေအိတ်ထဲမှာစုံဝင်နေတတ်ပါတယ်။အတက်ရှူတော့ နှလုံးခုန်လုံးများများနေပြီးတွေးပေါင်းချင်းတက်နေမှာပေါ့ခြေလက်နဲ့မျက်နှာတွေမှာကြွက်သားများတုန်နေပြီကြွက်သားများကျင်းနေပါမယ်ဒါတွေကတော့ညံ့ညောင်းထ ਾਇ ရမှုအစင်ပေါ်ရှိနောက်တစ်ခါအထုထေရောက်ခြင်းကို လေးလာကြည့်အောင်အထုထေရောက်ခြင်းဟာလိမ့်မိုင်းဆိုင်ရာထုတ်ပြမှုစံဝင်ရေးအမြင့်ဆုံးအစင်ဖြစ်ပါတယ်အစင်အလုံးထဲမှာအထိတ်အတူဆုံးအစင်ဖြစ်ပြီးအများအားဖြင့် စက္ကန့်အနည်းငယ်သာကြာတတ်ပါတယ်။အထောထဲရောက်ခြင်းရဲ့လက္ခဏာတွေကတော့မိမိထိတ်ချုံမှုမပါပဲကြွက်သားများကျုံလာမယ်။တွေးပေါင်းခြင်းနှလုံးခုန်တုံးတွေအသက်ရှူနှုန်းတွေဟာအမြင့်ဆုံးအမြင့်ဆုံးဖြစ်နေပြီးတွေတွင်ကအောက်ဆီဂျင်ထက်လေမြင့်စွာထုတ်ယူသုံးဆွဲမယ်။ခြေထောက်ရှိကြွက်သားများတော်လာမယ်။အိမ်မိုင်ဆိုင်ရာတင်မမှုများရုတ်တရက်အပြင်းစွာလွှတ်ထားလိုက်ပြီ။ကျမတို့အမျိုးသမီးတွေမှာ မိမကိုကျွတ်သားများဂျုံမဲတိန်စီချံပန်းပန်းဂျုံမဲရှင်တို့မျိုးသားရိကြတော့လိမ့်တန်အောင်ချီချီကျွတ်သားများစီချံပန်းပန်းဂျုံတာနဲ့သဝေထုံလုံးမဲခန္ဓာကိုယ်တစ်ခုလုံးမှာပူရှင်ရင်တို့မဟုတ်လိမ့်တွေးပြခြင်းများဖြစ်ပါတယ်ဒါတွေကတော့အတော်တဲ့ရောင်ချင်ရဲ့လက္ခဏာတွေဖြစ်ပါတယ်နောက်ဆုံးအဆင့်ကတော့ပြည့်လဲငြိမ်ချမှုအဆင့်ဖြစ်ပါတယ်ပြည့်လဲငြိမ်ချမှုအဆင့်မှာ ခန္ဓာကိုယ်ဟာပုံမှန်လုပ်ငန်းလည်ပတ်မှု အစဉ်ကို ပြန်လည်ရောက်သွားပြီဖြစ်လို့ဖောင်းမီးမှာထောင်နေတဲ့အစိပ်ပိုင်းတွေဟာမူလအရွယ်နဲ့အယောင်တွေပြန်ပြစ်သွားကြပါတယ်။ဒီရဲစဲမှာအထွေထွေကောင်းမှုနဲ့ခံစားမှု အတွင်းကြကြရင်းနှီးစေမှုနဲ့မောပန်မှုတို့ကိုဖြစ်ပေါ်စေပါတယ်။တချို့သောအမျိုးသမီးတွေဟာလိမ့်မိုင်းဆိုင်ရာလှုပ်ဆောင်မှုထက်ရမယ်ဆိုရင်အထိုးဒိတ်စိကိုလိမ့်မြင်စွာပြန်ရောက်တတ်ပြီးအထိုးထက်ရောက်ခြင်းများစွာ ခံစားရတတ်ပါတယ်။သစိမ့်မကပြီးများနိုင်ကြပါတယ်။ရှင်တို့မျိုးသားတွေကြတော့တစ်ချိန်အထုတ်ထဲရောက်ပြီးနောက်တစ်ချိန်ထဲရောက်ဖို့အချိန်ယူဖို့လိုအပ်ပြီးတခြားချိန်တွေနောက်တစ်ချိန်အထုတ်ထဲမရောက်တတ်ကြပါဘူး။နောက်တစ်ချိန်လိမ့်ဆက်ဆန်းနိုင်မှုအတွက်လိမ့်တဲ့ပြန်ထောင်ပတ်ဖို့လိုအပ်တဲ့အနာယူခြင်းရောအမျိုးသားတအုံနဲ့တအုံမတူညီကြပဲအများအပြားအသက်ကြီးတဲ့အချင်းပေါ်ယူရလေးဖြစ်ပါတယ်။တချို့အမျိုးသားတွေကတော့ လက်စိမ်ပြီးမြောက်တော့လို့ပြီးမသားခင်မိန်းကလေးကတိတ်တန့်ကိုဖက်ဆက်နေဆုံယူပြီးနှုတ်ဆက်ပေးပါကောင်းအမျိုးသမီးအင်္ကာရဲထိုးသွင်းလို့ရတော့တဲ့ဒီလိမ့်တဲ့ပြန်မထောင်လာတတ်ပါရဲ့ဒါကြောင့်တချီနဲ့အာသာမပြေတဲ့မိန်းကလေးတွေကို့အဖေါ်ကနောက်တချီအမြန်ပြန်ဆက်ဆန်စီချင်ရင်ကို့အဖေါ်ရဲ့မော်ပန်ပြောခွင်နေတဲ့လိမ့်တဲ့လေးကိုဖက်ဆက်နေအသာရငုံခဲ့ပြီးဆုပ်ပေးရမှဖြစ်ပါရဲ့ရှင် ဒီကနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းလေးကိုတော့ဒီမှာပဲရန်နာလိုက်ပါတယ်။နောက်ထပ်လည်းကျမတို့ channel ကနေပုံသဒ္ဒါပြင်ဆင်မဲ့အကြောင်းလေးတွေကိုရွေးချယ်တင်ဆက်ပေးမှာမို့စောင့်မျှော်ပေးကြပါဦးရှင်။ကြည့်ရှုဝါပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီကိုကျေးဇူးတူပဲတင်ရှိပါရရှင်။